အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့အလကားစားတာစားတာကျွန်တော်အတီးပြောပါမယ်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့မှပြန်လည်ပြီးတော့ချုပ်ဆက်လိုက်ပါရနော်ဒီနေ့မှာတော့ကျွန်တော်ကဒီထမင်းစားနေရင်းနဲ့ရောအိတ်နေရင်းနဲ့တောင်မှငွေရှာလို့ရတဲ့ကျွန်တော်တို့ဒီ mining ပုံစံမျိုးလေးပေါ့နော်ငွေရှာလို့ရတဲ့ app ဂိမ်းအသစ်ကလေးတစ်ချောင်းကိုကျွန်တော်ဒီနေ့ share လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီဂိမ်းလေးကကျွန်တော်တို့ထွက်တာလည်းမကြသေးဘူး download လုပ်ထားတဲ့ Luia ဆိုလို့ရှိရင်လည်းကျွန်တော်တို့ 5K ကျော်ကျော်လောက်ပဲရှိသေးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဂိမ်းလေးကအခုမှအသစ်ထွက်တဲ့ဂိမ်းလေးဖြစ်တယ်နောက်ပြီးတော့အသစ်ထွက်တာဖြစ်လို့ကျွန်တော်တို့အပေးလဲကျန်းနေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကူတွေမှတွေ viewer တွေအားလုံးကိုကျွန်တော်ကရသိချင်လို့ပေါ့နော်ကျွန်တော်ဒီနေ့ဂိမ်းအသစ်ကလေးနဲ့လာပြီးတော့ share လုပ်ပေးပါမယ်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်တော်နဲ့အစားအဆုံးလိုက်ပြီးတော့ကြည့်ပေးကျွန်တော်ဖိတ်ခေါ်ကြပါမယ်နော်အဲ့ဒီဂိမ်းလေးနဲ့မမိတ်ဆက်ပေးခင်ပါလေကျွန်တော်ရဲ့ဒီ channel လေးနဲ့အရင်ဆုံးမိတ်ဆက်ပေးခင်ပါလေကျွန်တော်ရဲ့ channel မှာက online ပေါ်မှာအခုလိုမျိုးငွေချလို့ရတဲ့နည်းပညာပိုင်းတွေအဲ game ပိုင်းတွေကိုကျွန်တော် င်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့အကူလေးမတွေက online ပေါ်မှာငွေရှာခြင်းနဲ့ဂိမ်းနေရာတွေပြီးတော့မှငွေရှာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ video လေးကိုစလိုက်ကြပါမယ်နော်။ ဂိမ်းလေးကတော့ကျွန်တော်တို့ဒီကိုရွှေဖားဒီပုံစံမျိုးလေးနဲ့ပေါ့နော်အဲအဲ့ဒီဂိမ်းလေးဖြစ်ပါတယ်ဒီဂိမ်းလေးကကျွန်တော်တို့ချွတ်ထားတာလည်းမကြိုက်သေးဘူး download လုပ်ထားတဲ့ user ဆိုလို့ရှိရင်လည်းကျွန်တော်တို့5ကီကျော်လောက်ပဲရှိသေးတယ်ပေါ့နော်ဂိမ်းကအစ်စ်ထွက်ထားတာဖြစ်တဲ့အတွက်အပေးအရန်ကြမ်းပါတယ်ဒါကြောင့်မလို့ကျွန်တော်အရင်အကူမိုက်ကိုကျွန်တော် short ဖို့ကျွန်တော် sharing လုပ်ပေးချင်ပါတယ်ဆိုတော့ဒီဂိမ်းလေးကိုကျွန်တော်တို့ download ပြီးတော့ search နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် game down ရဲ့ link ဆိုပြီးတော့ပေးထားပါမယ်အဲ့ဒီမှာသွားပြီးတော့ download လိုက်ပါနော်ကျွန်တော်တို့ download တဲ့အခါမှာလည်း US VPN လေးခံပြီးတော့မှ download ပေးပါဆိုတော့ဆော့တဲ့အခါမှာလည်း US VPN လေးခံပြီးတော့မှ စော့ပါလေအကြံပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဂိမ်းလေးတွေတစ်ချက်ဝင်လိုက်ကြမယ်မဝင်ခင်မှာကျွန်တော်အရင်ဆုံးဗီပီအန်လေးတစ်ချက်ခံလိုက်ပါဦးမယ်နော် ကျွန်တော်ကဘူဗီယံခံပြီးပြီဆိုတော့ကျွန်တော်ဂိမ်းလေးတွေတစ်ချက်ဝင်လိုက်ပါမယ်ဒီဂိမ်းလေးကကျွန်တော်ကတော့ရှေ့မှာပြောခဲ့တယ်လို့မျိုးပဲဒီဂိမ်းကကျွန်တော်တို့ဂိမ်းဆိုပေမဲ့ mining လုပ်ပြီးတော့ဒါငွေရှာလို့ရတဲ့ဒီ app ပုံစံမျိုးပေါ့နော်သူကဒီဖုန်းလေးကိုကျွန်တော်တို့ဒီအတိုင်းပေါ့နော်ဒီ software လေးကိုဖွင့်ထားရုံနဲ့အဲကျွန်တော်တို့ဒီပတ်စံတွေကတူမတူဝင်နေမှာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ mining လုပ်နေတဲ့ပုံစံမျိုးပေါ့ဗျာโอเคကျွန်တော်တို့ဒီရောရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာကဒီကိုယ့်ရဲ့ဒီ user name ပေါ့နော်အဲကျွန်တော်တို့ဒီမှာဒါကတော့ကိုယ့်ရဲ့ user name ကိုယ့်ရဲ့ user name ကိုတူပေးတဲ့အတိုင်းထားခြင်းလည်းရတယ်ကိုယ့်ဘက်ကိုပြောင်းခြင်းလည်းရတယ်ဒီပေါ်က profile ကကြတော့အဲတူပေ းထားတဲ့ပုံတိုင်းထားခြင်းလည်းရသလိုအဲကျွန်တော်တူပေးထားတဲ့ပုံတိုင်းမထားခြင်းဆိုလို့ရှိရင်တော့အရှိတိုးနောက်ဆိုပုံလေးတွေပြောင်းလို့ရတယ်ဗောနော် Okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာက country ပေါ့နော် country ကကျွန်တော်တို့မြန်မာထားလိုက်ရတယ်တိတ်ပြဿနာမရှိဘူးဒီဂိမ်းကဒီ country ကမြန်မာထားတာဘယ်နိုင်ငံထားတာကိုနေရဲ့နိုင်ငံထားလို့ရတယ်ပြဿနာမရှိဘူးပေါ့နော်အဲပြီးလို့ရှိရင်တော့ဒီမှာ language language ကတော့ကျွန်တော်တို့အင်္ဂလိပ်ပေါ့နော်အင်္ဂလိပ်ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် next ကိုဆက်ပြီးတော့သွားလိုက်ပါမယ်နော် Okay next ကိုသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ star fn n ပေါ့နော်အဲဆိုတော့ဒါကတော့ကျွန်တော်တို့ဒီတိုင်းပဲသူတို့ဒါပြတ်ရရှိတာပြထားတာဘာမှမဟုတ်ကျွန်တော် next နဲ့ပဲဆက်ပြီးတော့သွားလိုက်နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဘိတ်ဆုံး final ရောက်လို့ရှိရင် fitness ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ gain တွေကိုတန်းပြီးတော့ရောက်သွားပါလိမ့်မယ်ပြီးလို့ရှိရင် permission တောင်းဒီလိုမျိုးပေါ်လာရင် allow ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ဟုတ်ပြီဒီလိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဦးဆုံးအဲကျွန်တော်တို့ဒီဘက်ကနေစပြီးတော့ကျွန်တော်တို့လေးလာဆက်စုကြည့်ကြပါမယ်ဒီကင်းကကျွန်တော်လည်းအခုမှစပြီးတော့ထွက်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းတစ်ခါမှမစော့ရသေးဘူးဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ရဲ့ဒီတငယ်ချင်းလေး line board ကမိတ်ဆွေနိုင်ငံခြားကတူတွေကောပေါ့နော်ဒီကင်းကိုစော့နေတာပတ်ဆိုင်ရနေဖြစ်တဲ့အတွက်တကယ်ရတဲ့ app ဖြစ်တဲ့အတွက် line ပြီးတော့စော့ကြပါနော်အဲဆိုတော့ကျွန်တော်တို့ဒီဘက်ကနေအရင်စပြီးတော့ကျွန်တော်တို့ဆက်စုကြည့်ကြမယ်အဲအဲ့ဒီလက်တွဲထားတဲ့ပုံစံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်အဲဒါကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒါ invite လုပ်တဲ့နေရာလို့တော့ကျွန်တော်ထင်တယ်ခဏလေးနော်ကျွန်တော်တစ်ချက် show လိုက်အောင်မယ်ဟုတ်ပါတယ်ဒီနေရာကကျွန်တော်ဒါ invite လုပ်တဲ့နေရာပေါ့နော် refer ရှာရနေရာပါဒီမှာကျွန်တော်တို့ refer ဘယ်လိုရှာမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ share ဆိုတဲ့ link လေးရှိတယ်မယ်အဲ့ဒီ share ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက် ပေါ့နော်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒီ link ကို copy ယူလိုက်ယူယူရင်လည်းယူလိုက်ပေါ့နော်မယူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီ social media တွေဖြစ်တဲ့ Facebook TikTok YouTube ပေါ့နော်အဲ့ဒီနေရာမှာသွားပြီးတော့ကျွန်တော်တို့တကယ်ချင်းတွေကိုဖိတ်ခေါ်မယ်ဆိုလို့ရှိရင်လည်းဒါဒီကနေပြီးတော့မှကျွန်တော်တို့ဒီ အဲကျွန်တော်ဒေါ်လာလေးတွေပြန်ပြီးတော့ရမှာဖြစ်ပါတယ်။ Invite friend လုပ်တဲ့နေရာတော့ကျွန်တော်အထွေထူးရှင်းမရမနေတော့ဘောနော်။ဒီမှာဒီနေရာလေးကို copy link ကူးလိုက်။ကူးပြီးတော့အဲ့ဒီ link ကိုတကယ်ချင်းလေးကိုဆော့ဖို့ဖိတ်ခေါ်တာဘောနော်။ဒီလောက်ဆိုလို့ရှင်တော့အားလုံးပဲနားလည်မယ်လို့ကျွန်တော်ထင်တယ်။ဟုတ်ပြီဒါဆိုလို့ရှင်ကျွန်တော်ဒီဘက်က parcel ဘုံလေးကိုတစ်ချက်လာလိုက်ပါ။ ပါစယ်ဘုံလေးကိုတစ်ချက်လာမယ်ဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့ဒီ offer ပေါ့နော်ဒီ gain တွေအတူလိုခိုင်းတဲ့ test တွေအဲကျွန်တော်တို့ဒီထုံးတယ်တိုင်းမယ် online gain store တဲ့လူတော်တော်များများဆိုရင်တော့တိမှာပေါ့နော်အဲသူပေးထားတဲ့ဒီ gain လေးတွေကိုကျွန်တော်တို့ကသူတက်မှတ်ထားတဲ့ level ပြည့်အောင်သူတက်မှတ်ထားတဲ့အချိန်ပြည့်အောင်ဆော့မယ်ဒါမှသူရေးထားတာဆိုလို့ရှိရင်ဒီ gain ထဲမှာဆိုလို့ရှိရင်5 minute ပေါ့နော်5 minute ပြည့်အောင်ဆော့မယ်အဲသူပြထားတယ်ကျွန်တော်တို့ဒီ test ကလေးတွေကိုအားလုံးပြီးအောင်လုပ်မယ်အ game လေးတွေဆော့မယ်မိနစ်ပြီးအောင်နေမယ်ကြော်ညာဆိုရင်လည်းကြော်ညာကြည့်လိုက်မယ်အဲ့လိုမျိုးကျွန်တော်တို့လိုက်ပြီးတော့ဒီ offer တဲ့ကဒီ test ကလေးတွေလိုက်ပြီးတော့ပြီးအောင်လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲသူပြထားတယ်ပေါ့နော်ကျွန်တော်တို့ဒီတစ်ခါပြီးလို့ရှိရင် quite နဲ့200ဆို2000 2000ဆို2000အဲ3000ဆို3000ပေါ့နော်စသဖြင့်ကျွန်တော်တို့အဲ့လိုမျိုးတွေရရှိမှာဖြစ်ပါတယ် ဆိုတော့ဒီနေရာကိုလည်းအားလုံးပဲနားလည်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဝင်မပြတော့ဘူးเนาะအဲဘူယိုအရန်ရှည်တော့မှာဆိုလို့ပါ Okay ပြီးပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီအလဲကောင်ကတရဖူပုံစံမျိုးယူတစ်ချက်လာလိုက်ပါဒီတရဖူပုံစံကြီးကတော့ကျွန်တော်တို့ပိတ်ဆုံးကြမှာရှင်းပြပေးပါမယ်ဒီကောင်ရှင်းပြတယ်နည်းနည်းကြာမှာဆိုလို့ပေါ့နော်အဲနည်းနည်းလေးကြော်ပြီးတော့ဒီဒေါ်လာ S ပုံစံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါတွေ့မယ်လို့ထင်ပါတယ်เนาะဒီနေရာလေးမှာပါ Okay အဲ့ဒီ S နေရာလေးကိုနှိပ်မယ်ဆိုလို့ရှင်ဒါကတော့ကျွန်တော်တို့ withdraw ပေါ့နော်အဲ withdraw ကျွန်တော်ပတ်သက်ထုတ်တဲ့နေရာပါပတ်သက်ထုတ်တဲ့နေရာကကျွန်တော်တို့ ခဏလေးကျွန်တော် line မကောင်းလို့ခဏလေးဆောင်းပေးပါနော်။ပတ်သက်ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ withdraw တစ်ချက်နှိပ်လိုက်ပါနော်။ withdraw တစ်ချက်နှိပ်လိုက်ပါ။ငွေရတော့တပြားမှမရှိသေးဘူးဒါကျွန်တော်ငွေထုတ်လို့ရမရဘူးဒါတေချာလို့ကျွန်တော်ရဲ့ဒီအကူရီမတွေ view တွေအားလုံးကိုကျွန်တော်ပြပေးမှာပါနော်။ Okay ဒီလိုရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ဒီထုတ်ထားတဲ့လူကြီးပေါင်းပါနော်။အဲထုတ်ထားတဲ့လူကြီးပေါင်းကိုကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်။ ဒီမှာ withdraw two day ဆိုတာအလုံးတွေ့လိမ့်မယ်ဒါကတော့ဒီ gain ကနေပြီးတော့မှထုတ်ထားတဲ့ဒေါ်လာပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီ gain မှာလူဘယ်နှယောက် withdraw လုပ်ပြီးသွားပြီလဲငွေထုတ်ပြီးသွားပြီလဲဆိုလို့ရှိရင်4660နဲ့မှ4ယောက်ထုတ်ပြီးသွားပြီအဲဒီ gain နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လာဒီဘလောက်ကြံသေးလဲပေါ့နော်ဒီ gain ကိုဘလောက်ထိဆော့လို့ရသေးလဲဘလောက်ထိရှာလို့ရသေးလဲဆိုလို့ရှိရင်မှဒေါ်လာတော့အများကြီးဒီ gain နဲ့မှာရှိတယ်ဆော့လို့ရသေးတဲ့ ပုံစံမျိုးပေါ့နော်โอเคကျွန်တော်တို့မှာရှိတဲ့ဘဲလန်ကတော့ဒီမှာပေါ့နော်ဒါကျွန်တော်မှာရှိတဲ့ဘဲလန်ကျွန်တော်တစ်စက်မှတစ်စီးမှမရှာသေးတဲ့အတွက်ဒေါ်လာတစ်ပြားမှမရှိသေးပါဘူးခင်ဗျာအဲဆိုတော့0.00ဒေါ်လာပဲရှိသေးရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ရှာပုံရှာနည်းတွေကိုတေးချလေးပြပြပေးမယ်အဲဒီမှာကျွန်တော်တို့ဒါ line မကောင်းလို့ဒီမှာမပေါ်သေးတာကျွန်တော်တို့ဒီမှာကဒီ CO လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်အခုဒီ game ကနေပြီးတော့မှထုတ်ထားတဲ့လူရဲ့ profile နေအကောင့်တွေကိုကျွန်တော်တို့တွေ့ရမှာပေါ့နော်ဒါကတော့ဒီ game မှာထုတ်ထားတဲ့လူတွေရဲ့ profile နေပါနော်ဒါသူတို့ထုတ်ထားတဲ့ငွေအမောက်တွေဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကိုနည်းနည်းလေးဆွဲသွားလိုက်ပါ ဆွဲသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂိမ်းကကောင်းတာတစ်ခုကဘာလဲဆိုလို့ရှိရင်အာဆိုတော့ကျွန်တော်ဒီဂိမ်းကအဲကျွန်တော်ဘန်ပေါ့နော်ဒီတော်တော်များများအကုန်လုံးနဲ့ထုတ်လို့ရတယ်ကျွန်တော်တို့ဘာရင်ထုတ်လို့ရမယ်ဆိုလို့ရှိရင်လိုင်းရလဲကျွန်တော်ပြချင်ပြီမဲ့တိတ်မကောင်းလို့ပြဒါပေမဲ့ကျွန်တော်တေချာလေးပြပေးပါမယ်နော်ဆိုတော့ဒီဟာကတော့ကျွန်တော်တို့ဘိုင်းနဲ့ဘိုင်းနဲ့ပေါ့နော်ပြီးလို့ရှိရင်ဒါကကျွန်တော်တို့အာပေးရပေးရနဲ့ထုတ်လို့လည်းရတယ်ပြီးလို့ရှိရင်ဒီဘက်ကကျွန်တော်တို့ပေးပေးပေါ့နော်ပေးပေးနဲ့လည်းထုတ်လို့ရတယ်ဗျအဲမှာပေါ်လာပြီနော်လိုင်းလေးနည်းနည်းကောင်းလာတော့ Binance ပေးရ PayPal နဲ့ထုတ်လို့ရမယ်ပြီးလို့ရှင်ကျွန်တော်တို့ Binance ကဘလောက်ကနေစပြီးထုတ်လို့ရမလဲဆိုလို့ရှင်0.35 USD ကနေစပြီးထုတ်လို့ရတယ်လို့ PayPal နဲ့လည်း0.35 USD နဲ့စပြီးထုတ်လို့ရတယ် PayPal နဲ့လည်း0.35 USD နဲ့စပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီ Binance ပေးရ PayPal နဲ့ပဲလာဆိုတော့မဟုတ်သေးပါဘူးတခြားသော bank တွေနဲ့လည်းကျွန်တော်တို့ဒီမှာအများကြီးထုတ်လို့ရပါသေးတယ်ထိုင်းကသူတွေအတွက်ဆိုလို့ရှင်လည်းကျွန်တော်တို့ဒီမှာ True Money ဆိုတာမပါမဖြစ်ဖြစ်တဲ့အတွက် True Money နဲ့လည်းကျွန်တော်တို့ထုတ်လို့ရမှာဖြစ်ပါတယ် True Money နဲ့ထုတ်လို့ရတဲ့ငွေမောက်ကတော့0.69 USD နေစပြီးတော့ကျွန်တော်တို့ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ ban ကျွန်တော်တို့ဒီထုတ်လို့ရတဲ့ ban တွေကလည်းတော်တော်များတာဖြစ်တဲ့အတွက်အဲတော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအသုံးများတဲ့ Binance, Payr, PayPay နဲ့လည်းအကုန်လုံးထုတ်လို့ရတယ်ပေါ့နော် True Money နဲ့လည်းထုတ်လို့ရဖြစ်တဲ့အတွက်တော်တော်လေးကိုမှအဆင်ပြေပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ငွေထုတ်တဲ့နေရာလေးပြပြီးပြီငွေရှာလို့ရတဲ့နေရာလေးလည်းပြပြီးပြီပိတ်ဆုံးကျွန်တော်ဒီပြရစရာရှိတဲ့ဒီ Tarifu ပုံစံနေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါအဲနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ Star ဆိုတာလေးပေါ်လာမှာပေါ့နော်ပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီ Star ဆိုတာလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပါ ဒီဟာလေးကကျွန်တော်တို့ဒီ mining လုပ်တဲ့နေရာလေးပေါ့နော် mining လုပ်တဲ့ပုံစံမျိုးပဲဒီဂိမ်းရကိုဘာမှဆော့ရတာတော့သိမရှိဘူးခရုံးကကျွန်တော်ဒီပြပေးခဲ့တဲ့ဒီ parcel ဘုံနေရာမှာမှသူပြတဲ့ဒီ task လေးတွေ offer ဒီဂိမ်းလေးတွေသူကဆော့ရတဲ့နေရာပေါ့နော်ဒီနေရာမှာကတော့ကျွန်တော်တို့ဂိမ်းဆော့ရတဲ့နေရာမဟုတ်ပါဘူးဒီ mining လုပ်တဲ့နေရာပုံစံမျိုးလေးပါเนาะ okay ဒီရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ cancel နဲ့အဲ grant နဲ့ရှိတယ်ကျွန်တော်တို့ကဒီ cancel ကိုမနှိပ်ပါနဲ့ဒီ grant ကိုနှိပ်လိုက်ပါ okay grant ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူ permission တောင်းတဲ့နေရာမျိုးကိုကျွန်တော်တို့ရောက်သွားလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးရောက်သွားရင်ခဏလေးစောင့်ပေးပါ โอเคကျွန်တော်တို့ကဒီရောက်ပြီဆိုလို့ရှိရင်အခုကျွန်တော်တို့အသုံးပြုမဲ့ gain လေးကိုကျွန်တော်တို့တစ်ချက်လိုက်ရှာလိုက်ပါတော့အဲ့ဒီကျွန်တော်တို့ကဒီ mission ဖွင့်ရမယ့်ပုံစံမျိုးပါအဲကျွန်တော်တို့တေချာလေးလိုက်ရှာပေးပါတော့တေချာလေးလာအော်ဒီမှာတွေ့ပြီကျွန်တော်တို့တွေ့ပြီဆိုလို့ရှိရင်အိုက်ကောင်လေးနှိပ်ပြီးတော့တစ်ချက်လောက်ဝင်သွားလိုက်ပါ ဝင်လာလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ display over the app ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ကဒီလိုပိတ်နေအခုလိုမျိုးလေးကျွန်တော်တို့တစ်ချက်ဖွင့်ပြရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီလိုဖွင့်ပြီးပြီဆိုလို့တော့ကျွန်တော်တို့ရပါပြီတစ်ချက်ပြန်ထွက်လိုက်ပါနော်။ပြန်ထွက်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ gain လေးကိုပြန်ပြီးတော့ရောက်သွားပါလိမ့်မယ်။ရောက်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ခုနကအတိုင်းပဲဒီ star ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ။ star ဆိုတာလေးကိုနှိပ်လိုက်ပါနော်။အဲနှိပ်ပြီးတော့ကျွန်တော်တို့ခဏလေးစောင့်မိပါနော်။ဒီဒီယိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ continue ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါရဲ့เนาะဆိုတော့ထပ်ပြီးတော့နှိပ်ပြလိုက်ပါ။ Okay ဒီဒီယိုရောက်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့အောက်ကဒီ ဟာလေးကိုပဲကျွန်တော် reverse ဆိုတဲ့ဟာလေးကိုပဲကျွန်တော်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါ Okay ဒီရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ကဟာကိုပဲဆက်ပြီးတော့နှိပ်ပေးပါအဲနှိပ်ပေးပြီးရင်ကျွန်တော်တို့အဲဒါကကျွန်တော်တို့ဒီသူ့ရဲ့ဒီသူတို့တန်းရဲ့ဒီစာပစ်ပေါ့နော်စာပစ်ကိုကျွန်တော်တို့လက်ခံကြအောင်ပေါ့နော်အဆက်ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ အဲဆိုတော့ asset ဆိုတာလေးကိုပဲကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပစ်လိုက်ပါဒါကကျွန်တော်တို့ permission တောင်းတဲ့သဘောမျိုးလေးပါနော်ဘာမှတော့မဟုတ်ပါဘူး okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဟာလေးကိုထပ်ပြီးတော့ဒီလိုမျိုးလေးဖွင့်ပေးလိုက်ပါဒါဆိုလို့ရှိရင်ခုနကလိုမျိုးကျွန်တော်တို့ထပ်ပြီးတော့ထွက်လိုက်ပါနော်အဲထွက်လိုက်မယ်ဆိုလို့ရှိရင်ခဏလေးဆက်ပြီးတော့စောင်းမိပါကွစ်ဆိုတာလေးနဲ့ကျွန်တော်တို့ထွက်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ star ကိုစပြီးတော့နှိပ်လို့ရပါပြီနော် star ကိုစပြီးတော့ကျွန်တော်တို့နှိပ်နှိပ်ပြီးတော့ကျွန်တော်တို့ mining လုပ်လို့ရပါပြီနော် OK ဒီလိုမျိုးကြော်ညာလေးတွေဝင်လာလို့ရှိရင်လည်းကျွန်တော်တို့ကြော်ညာလေးပြီးအောင်ကြီးပေးပါအဲ့ဒီကြော်ညာကြီးတဲ့အခါကျလို့ရှိရင်လည်းကျွန်တော်တို့ထုံးတဲ့တိုင်းပဲ online ငွေရှာ gain တွေထုံးတဲ့တိုင်းပေါ့နော်ကြော်ညာလေးတက်လာလို့ရှိရင်ကြော်ညာလေးပြီးအောင်ကြီးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့မှ quantity ရချိမှာပဲဖြစ်ပါရဲ့နော် OK ဒီအဆင့်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခဏလေးစောင့်လိုက်ပါဒီမှာအောက်မှာကျွန်တော်တို့ second လေးတွေပြီးနေအောင်တွေးပါလိမ့်မယ် second လေးပြီးအောင်ကျွန်တော်တို့ခဏလေးစောင့်မိလိုက်ပါနော်ဒီ content ကိုနှုတ်လိုက်ပြီဆိုတော့လည်းကျွန်တော်တို့ကကြော်ညာဝင်သွားမှာဖြစ်ပါတယ် OK ဒီအဆင့်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်အားလုံးပဲတွေးကြလိမ့်မယ် အားလုံးပဲတွေ့ကြလိမ့်မယ်ဆိုတာကကျွန်တော်တို့ဒီမှာစက္ကန့်လေးတွေ၊နာရီလေးတွေ၊မိနစ်လေးတွေသွားနေရပါတော့။ Okay ကျွန်တော်တို့ဒီမှာအဝါဆက်လုံးကြောင်းပေါ့နော်။ကျွန်တော်တို့5ကနေပြီးတော့ကျွန်တော်တို့1ဟာဝါ2ဟာဝါ3ဟာဝါပေါ့နော်။အဲ့လိုမျိုးစသဖြင့်ကျွန်တော်တို့နိုင်အလိုက်ပေါ့နော်ကျွန်တော်တို့ကဒီ game ကိုဆော့ရမှာလို့ဒီလိုမျိုး form လေးကိုဖွင့်ပြီးတော့ဥပမာကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီ thumbnail စာချိန်မှာပဲဖြစ်ဖြစ်အဲပေါ့နော်ကျွန်တော်တို့အလုံးလုံးနေဆိုဆိုလို့ရှိရင်နေ့ကမှ thumbnail စာချိန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအိတ်ချိန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ညပိုင်းအိတ်ချိန်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး form လေးကိုကျွန်တော် line ဖွင့်ပြီးတော့ wifi နဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေရနော်ကျွန်တော်တို့ line လေးဖွင့်ပြီးတော့ကျွန်တော်တို့ဖုန်းလေးကိုဒီလိုမျိုးလေးဒီ app ကလေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်က1 hour 2 hour 3 hour ဆိုလို့ရှိရင်ကျွန်တော်ရမယ့်ဒေါ်လာအမောက်ကလေးတွေကိုသူအောက်မှာပြပေးထားတယ်ပေါ့နော်ကျွန်တော်1 hour ဆိုလို့ရှိရင်အောက်မှာဘယ်လောက်ရမယ်2 hour နေလို့ရှိရင်ဘယ်လောက်ရမယ်3 hour ဒီ game လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘယ်လောက်ရမယ်ဆိုပြီးတော့သူပြပေးထားတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အဲကျွန်တော်တို့ဒီလိုမျိုးနိုင်လေးတွေကိုပြည့်အောင်ထားမယ်ဆိုလို့ရှိရင်သူ ဒီဒေါ်လာလေးတွေပေးမှာပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်နေရဘလောက်မှမရှိသေးဘူးကျွန်တော်မှတမ0.0025ဒေါ်လာရသွားပြီပေါ့နော်โอเคကျွန်တော်တို့ခုနကဆိုလို့ရှိရင်လည်းကျွန်တော်ငွေထုတ်တဲ့နေရာမှာဘလောက်အမောက်ဆိုလို့ရှိရင်လည်းငွေစားထုတ်လို့ရမယ်ဆိုတာကိုကျွန်တော်ပြပေးပြီးတော့ပေါ့နော်ဒီ game လေးကဒီလိုမျိုးလေးဖြစ်ပါတယ်ခင်ဗျာဒီအဲမှာကျွန်တော်တို့ကြကြနေလေးပတ်သက်ပူရလေးပေါ့နော်ဒီလိုမျိုးလေးဖြစ်ပါတယ်အဲဒီကောင်လေးကိုကျွန်တော်တို့ဒီမှာအောက်ကဒီ unlock expiration income ဆိုတဲ့ဟာလေးကျွန်တော်တစ်ချက်ပြန်ပြီးတော့နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီထည့်ရနေပြီးတော့မှငွေရှာလို့ရတဲ့ဟာလေးကိုသူထပ်ပြီးတော့ပြပေးထားရပေါ့နော်โอเคဒီလိုမျိုးလေးတွေပါ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကိန်းကနေပြီးတော့မှငွေဘယ်လိုရှားရမလဲငွေဘယ်လိုထုတ်ရမလဲဆိုတာတွေကိုအားလုံးပဲသိရှိနားလည်သွားပြီးလို့ကျွန်တော်ထင်တယ်တကယ်လို့နားမလဲသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ comment မှာထုံးစံတိုင်းမှာနားမလဲတဲ့နေရာလေးတွေကျွန်တော်ရှင်းပြတာနားမလဲတဲ့အချက်ကလေးတွေကို comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ထပ်ပြီးတော့အဲရှင်းပြပေးပါမယ်ဒါမှမဟုတ်လည်းဒီဗီဒီယိုကိုတစ်ခေါက်ပြန်ရစ်ပြန်ရစ်ပြီးတော့ဗောနောကြည့်လို့ရပါတယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်တော့ဒီကိန်းကနေပြီးတော့မှငွေတွေအများကြီးရှားနိုင်ပါသေးလို့ကျွန်တော်ထုံးစံတိုင်းစုမုံကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီနေ့ဗီဒီယိုလည်းဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုကြမှာပြန်လည်ပြီးတော့ဆုံလို့ကြပါမယ်နော်ကဲအားလုံးပဲတက်တာပါခင်ဗျာ